မင်္ဂလာပါတဘုံ1960တဲ့ channel ရဲ့တဘုံမတန်ပေါ့ဒ်ကတ်ဖြစ်ပါတယ်ဒီလပိုင်း29ရက်2025ဒီနေ့က1027စစ်စင်ရေးနှစ်နှစ်ပြည့်တဲ့နေ့ဖြစ်တယ်လို့အဲ့ဒီနေ့မှာပဲရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ဓာတ်တို့အိမ်မက်မခွင့်မပေးမင်းတို့အိတ်ဆက်ခွင့်မပေးလှုပ်ရှားမှုနှစ်နှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ် ဒီကြောင်းပြောဖို့ကျွန်တော်အတန်သွင်းနေပေမဲ့တကယ်တမ်းကျွန်တော်စိတ်အဆင်မပြေနေပါဘူးကျွန်တော်ကြိုက်တဲ့ artist တွေရောသွားကြည့်နေကြ show ပွဲတွေဒါရီအရင်တို့ဆင်ပေါ်ဆင်ရောက်ဒူဒူဆူဒါမျိုးချိန်ကြီးပြန်မရနိုင်တော့ဘူးဗျာကျွန်တော်ကြိုက်တဲ့ artist တွေကြော်ဝီတယောက်ကျွေးလွင်သွားပြိသက်တယောက်အနေနဲ့ခြေခွဲရတာပေါ့ဒီဟာတွေအားလုံးဖြစ်လာတဲ့စင်မြစ်က အာနာသိမှုကနေစတာပါပဲဆိုကြောင်းရည်ရှေ့နေမှာဆိုလို့ဒီနေ့ဗီဒီယိုလေးကိုပြန်ဆက်လိုက်အောင်ဗျာငါတို့အိမ်မက်မခွင့်မပေးမင်းတို့အိတ်ဆက်ခွင့်မပေးဒီလှူရှားမှုဘယ်လိုလုပ်ခဲ့ရလဲဆိုတော့မပြောခင်ကျွန်တော်တို့ဒီစာနဲ့ဒီအင်ဂျီဘယ်ဟာဘယ်လိုစားဖြစ်လာလဲဆိုတာကနေဒီနေ့တပုံမှတ်တမ်းအပိုင်းလေးကိုစလိုက်မယ်ဗျာဇလန်းစာဒီအင်ဂျီနောက်ကစာပေါ့ဒီစာက2021ဖေဖော်ဝါရီလထဲမှာ သူဆန်သားပြနေတဲ့အချိန်မှာဆိုင်းဘုတ်မှာစာရေးပေးကြတာရှိတယ်ဗျာဘယ်သူရေးမှန်းတော့မသိတော့အဲ့လိုလူတယောက်ကဆိုင်းဘုတ်မှာဒီစာကိုရေးရတယ်သူ့ရဲ့လက်ရေးမှုနဲ့ပဲငါတို့အိမ်မမခွင့်မပေးမင်းတို့အိတ်ဆက်ခွင့်မပေးဆိုတော့အော်ရေးရတယ်ဒီဆိုင်းဘုတ်ကိုနောက်ထပ်လူတယောက်ကယူသွားပြီးတော့အဲ့မှာဒီအင်ဂျီဖြစ်လာဖို့အင်ဂျီကိုဖန်တီးမဲ့ artist ကအဆိုင်ဘုတ်ကင်ပြီးဆန်သားလိုက်ပြ ဒီဇိုင်းဘုတ်ကအဲ့လိုတစ်နေလုံးဆန်သပြရင်လည်းအိမ်ထိပါလာတယ်ဒီဇိုင်းဘုတ်ကစာကိုအင်ဂျီပေါ်တင်ပြီးဒီဇိုင်းလုပ်ဖို့အကြောင်းဖြစ်သွားတယ်သူ့ရဲ့လက်ရေးမှုအတိုင်းပဲယူပြီးတော့ယူပြီးတော့အင်ဂျီဖန်တီးဖို့ဖြစ်လာတယ်အဲ့လိုပါလေဒီအင်ဂျီဖြစ်လာတယ်ရှေးဘက်ဒီဇိုင်းကလူယူတော်နိုင်ရည်နောက်ဘက်ဒီဇိုင်းကငါတို့အိမ်မက်မခွင့်မပေးရင်မင်းတို့အိတ်ဆက်ခွင့်မပေး2021ဖေဖော်ဝါရီအစောပိုင်းကာလမှာ ဒီဒီအင်ဂျီကိုဒီ artist ကဖန်တီးခဲ့တယ်။ဖြစ်ရှင်တော့ဒီ IG လေးကိုဓပုံရိုက်တင်ထားတဲ့အချိန်မှာကျွန်တော်အရန်လှူချင်သွားတယ်။ရန်လှူချင်သွားတော့ကျွန်တော်ပူစားတာပေါ့ဗျာကျွန်တော်ပြန်ရောင်းပါဆိုပြီးတော့သူကလေကျွန်တော်တော်တော်ခင်လို့ဒီ IG ကျွန်တော်နောက်ဆုံးရောင်းလိုက်တယ်ပြေးလိုက်တယ်ပေါ့ဗျာ။ရောင်းလိုက်တယ်ဆိုတာထက်ရောင်းလိုက်တဲ့ဈေးကဘယ်လောက်မှမရှိပါဘူး။ဒီခင်လို့ကျွန်တော်ဒီ IG ပြေးလိုက် ဒီလိုနဲ့ဒီအင်ဂျီဖြစ်လာပြီးနှစ်ရက်လောက်ပဲကြာမဲ့တဲ့နဲ့ကျွန်တော်စီအင်ဂျီရောက်လာတယ်ပေါ့အင်ဂျီကျွန်တော်အပိုင်လေးဖြစ်သွားတယ်ပေါ့ဗျာဆိုလိုချင်တာကျွန်တော်အဲ့ချိန်ရာစားပြီးအင်ဂျီကိုမချွတ်တမ်းဝတ်တော့တာပါပဲဝတ်ပြီးတော့မိုးလေးဆန်လာပြတယ်ကင်မရာတစ်လုံးကိုင်ပြီးတော့ကဲပေါ်မှာညီကိုတွေရဲဘော်တွေအတူတူတဲအိတ်တွေကတဲ့တော့ညောင်းထောင်းဆန်နာပြ မတန်တပ်ပုံရိုက်ဒီလိုမျိုးဖြတ်တန်းခဲ့တာဗောလေ ော့ဒါကြောင့်ဒီအင်ဂျီမှာတော်လှန်တဲ့အတန်တွေပါတယ်မတန်းတပ်ပုံတွေပါတယ်ဒါမျိုးတင်စားပြီးတော့ကျွန်တော်ပြောတာပေါ့ဗျာအလိုနဲ့2021မက်ရှလာနောက်ပိုင်းချိန်ကြီးရောက်တော့ဆန္ဒပြမှုတွေကပျောက်ကြားပုံစံတဖြည်းဖြည်းပြောင်းလဲသွားတယ်ရင်လိုလူအုပ်လိုက်ကြီးလမ်းပေါ်မှာဆန္ဒပြလို့အဆင်မပြေတော့ဘူးမက်ရှလာ29ရက်နေ့မှာဆိုရန်ကုန်မြို့နဲ့လူတွေအများကြီးဖန်ခံရ ပြစ်ခံအားခဲရတာလေဒါတွေကလူလူအလုံးမှတ်မရရရှိနေရမယ်တမိုင်းမှတ်တမ်းတွေပေါ့လေဆိုအဲ့ဒီလိုအချိန်ကာလမျိုးမှာ ကျွန်တော်ဒီအင်ဂျီထုတ်ဝစ်လို့လည်းအဆင်မပြေတော့ဘူးဆိုအဲ့ဒီလေးလပိုင်းသုံးလပိုင်းနောက်ပိုင်းအချိန်ကာလတွေမှာကြောက်ကြားစပိတ်တွေနားဆွင့်နေပတ်တန်းတပုံတွေရိုက်တယ်ဒီလိုမျိုး သွာလာတာတွေရှိနေတော့ဒီအင်ဂျီကိုကျွန်တော်ဖွက်ထားခဲ့တယ်အာ2021လောက်ထဲကဖွက်ထားတာ 2023ရောက်လာတဲ့အထိပေါ့တချိန်မှာဒီအင်ဂျီနဲ့ဒါမျိုးလှုပ်ရှားမှုလုပ်မယ်လို့စိတ်ကူးထားတာမျိုးတော့မရှိခဲ့ဘူးဒါပေမဲ့2023နဲ့ရောက်လာတဲ့အချိန်မှာဒီနေအောင်လှုပ်ရှားမှုပြီးတော့အဲ့လိုလူတွေအများကြီးသွားလာနေတဲ့ကြားထဲမှာဘန်ကာနဲ့တွဲပြီးတော့ဘန်ကာသို့မဟုတ်စစ်ခွေးတွေရဲ့တင်ဂေတာတစ်ခုခုနဲ့တွဲပြီးတော့ဒီ concert ကိုမိတဲ့ဓာတ်ပုံ strike ကိုကျွန်တော်တို့တိုက်ချင်တဲ့စိတ်ကူးအဲ့ဒီအချိန်ကရှိနေခဲ့အသေးစိတ် စဉ်းစားမိတာမျိုးတော့မရှိနေသေးဘူး။ဆယ်လာပိုင်းနဲ့ရောက်လာတဲ့အချိန်မှာကျွန်တော်ဒီအင်ဂျီလေးကိုကျွန်တော်တတိယပါဒီအင်ဂျီမှာရေးရတဲ့စာအလဲငါတို့အိမ်မက်မခွင့်မပေးမင်းတို့အိဆက်ခွင့်မပေးဟာဒီစာနဲ့ဒီဘန်ကာနဲ့လူတွေသွာလာနေတာနဲ့ချိန်ဆက်လိုက်လို့ရှင်လုံးဝပါဖက်ပဲကျွန်တော်မြင်ခွင့်ပါဒါမျိုးတက်ပုံတစ်ခုကိုကျွန်တော်အာယုံမှာပေါ်သွားပြီဒါမျိုးလုံးနိုင်မိုက်တယ်ဒါမျိုး strike တက်ပုံ ရောက်အောင်ကြိုးစားကြည့်မယ်ဆိုတော့စိတ်စပြီးတော့ဖြစ်လာတယ်။နောက်ပြီးတော့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ကအင်အားအနည်းဆုံးအချစ်လက်ဆုံးနဲ့အထီရောက်ဆုံးဖြစ်မဲ့တုံရှားမှုမျိုးကိုအဲ့ဒီအချိန်မှာကျွန်တော်စဉ်းစားတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာလူများလေအန်ရီများလေတက်ရောက်မှုကလည်းများနိုင်လေဒီမှာမိခိုးကြွချောက်ဟန်းခံရတာမျိုးကြီးကြုံခဲ့ရတာမျိုးကြီးဒါမျိုးကြီးအများကြီးဖြစ်နိုင်နေရှိတယ် ဒီတော့အ ਨੇ ဆုံးအင်အားနဲ့အချစ်လက်ဆုံးနဲ့အထီရောက်ဆုံးလုပ်နိုင်ဖို့ပဲအမြဲတမ်းစဉ်းစားရတယ်။ပြီးတော့ကျွန်တော်ဒီလိုဓာတ်ပုံတွေရိုက်နိုင်နေဆိုတာကလည်းရဲဘော်ရဲဘက်ကောင်းစိတ်သက်ကောင်းတဲ့လူမရှိရင်ကျွန်တော်မရနိုင်ပါဘူး။ဆိုတော့ဒီလိုနေရာမှာရဲဘော်ရဲဘက်ကောင်းနေရအရင်အရေးကြီးတယ်။ဆိုတော့ကျွန်တော်နဲ့အတူမိုင်းနိုင်တဲ့ရဲဘော်အကူကြီးတောင်းရတယ်။သူကကျွန်တော်အကူကြီးတောင်းတိုင်းတစ်ခါမပြောအောင်အချင်းအကူကြီးပေးတယ်။ ကျွန်တော်အားလဲနာတယ်ကျွန်တော်မှအဲ့ဒီအချိန်မှာကျွန်တော်နဲ့အတူတူဗိုက်မဲ့ရဲဘော်ကသူတယောက်ပဲရှိတယ်တတိရှိတယ်လို့ပဲပြောပြောတကယ်တော့ဒါတွေကမိုက်မိုက်မဲ့မဲ့လောက်တာတွေလို့ပြောလဲရတယ်ပေါ့အချိန်မျိုးအတတ်နဲ့ခံတာပွဲသွားနိုင်တဲ့ကိစ္စတွေပြီးတော့အဲ့အချိန်ကျွန်တော်အာယုံထဲမှာပုံပေါ်ထားတဲ့ဓာတ်ပုံကကျွန်တော် black and white တုံးချင်တဲ့စိတ်ကျွန်တော်မှာရှိတယ်အဓိကဘယ်လိုဖြစ်နေလဲဆိုတော့ ျွန်တော်ကိုယ်တိုင်ကလည်းရောင်နေမရှိတော့တဲ့လူတယောက်လို့ဖြူမဲကြီးလို့ကိုယ်ပုံခံစားနေရအဲ့လိုတိုင်းပြည်ကလည်းအဲ့လိုပဲအပေါင်ကြားအရောင်မှမရှိတော့ဖြူမဲကြီးဒါမျိုးကြီးပဲကျွန်တော်စိတ်ထဲမှာအချိန်လုံးခံစားနေအမောင်ကြားနေတဲ့ခေတ်ကြီးမှာလူတွေကပုံမှန်တိုင်းတို့ွားလာနေကြပုံပဲတကယ်တမ်းစနစ်ကပုံမှန်တိုင်းရှိမနေပျော်ရှင်မှုတွေကအတုခံစားမှုတွေကအတု အားလုံးကအတုရောင်တွေလေညာတွေဘာသာဖြန့်တာတွေလူပညာအတုတွေဒါမျိုးအတုတွေကြားထဲမှာဒါကြီးတွေကတကယ်အစ်စ်မဟုတ်ဘူးဆိုတဲ့အရာကိုတော့ strike photo တစ်ခုလုပ်ပြီးတော့အဲ့ဒီအစ်စ်ကြီးကိုပြန်ပြကြတာပေါ့ရှင်းနဲ့ရှုပ်သွားပြီလားဆိုဒီရောင်ကဖယ်လေးမှာလုပ်မလဲဆိုတော့အစင်းစားပြန်သစင်းစားတော့29ရက်နေကိုလုပ်ဖို့စဉ်းစားတယ် ကျွန်တော်29ရက်နေ့လောက်ကိုစဉ်းစားရဆိုတာအဲ့ဒီနေ့မှာ1027စစ်စင်ရေရှိလာမယ်ဆိုတာကိုသိနေလို့မဟုတ်ဘူး1027စစ်စင်ရေဖြစ်လာမယ်တထိုင်းပြီးတိုင်းလာမယ်ဆိုတဲ့အရာကိုကျွန်တော်လုံးဝမသိနေဘူး29ရက်နေ့ကတောက်ကြနေဖြစ်တယ်တောက်ကြနေညနေပိုင်းမှာဒီ strike ကိုတင်လိုက်လို့ရှိရင်ဒုံစင်းချိန်မျိုးမှာဒါကိုတင်ပြီးလူလူကိုအသိပေးလိုက်လို့ရှိရင်လူလူစီကိုရောက်မဲ့ impact ကပိုကြီးနိုင်တယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ် ဒါတွေကမလုံးခင်မှာစဉ်းစားထားတဲ့အရာတွေပေါ့လေတကယ်လုံးတဲ့နေ့မှာမနက်အစောကြီးတည်းကခုနကပြောတဲ့1027ဆစ်စင်ရင်းအတင်းတွေကတက်လာအာစကန်နေတခုပြီးတခုတင်းသွားပြီအာတင်းတွေကြည့်နေစိတ်ရည်တက်ကြွလာတော့ဒီလိုနဲ့တကယ်လုံးမဲ့ချိန်ကိုရောက်လာတော့ကျွန်တော်စိတ်ထဲမှာခက်မဲ့လူထင်တာကမိမိကုန်းလမ်းဆောင်မှာဘန်ကာနဲ့ချိတ်ပြီးရိုက်ကြရမှာခက်မဲ့လူထင်တယ် ါမဲ့တကယ်ခက်မယ်လို့ထင်တဲ့နေရာမှာကကျွန်တော်တို့အလွယ်တကူပဲတက်ပုံရိုက်လို့ရခဲ့တယ်။လဲနှမ်းမှာကလွယ်မယ်လို့ထင်ခဲ့တယ်။ကျွန်တော်လဲနှမ်းရောက်တော့ကျွန်တော်ရိုက်ချင်တဲ့ location ကိုကြည့်လေ။ကျွန်တော်တက်ပုံအစမ်းရိုက်ပြတယ်။အဲ့ဒီအစမ်းရိုက်ပြီးလိုက်တဲ့တက်ပုံမှာကျွန်တော်လိုချင်တဲ့ပုံတိုင်းပဲပွတိရလိုက်။အစမ်းရိုက်တာဆိုကျွန်တော်တကယ် strike လုံးမဲ့ energy ကိုမဝတ်ထားမိအဲ့ချိန်မှာ။ရိုက်သားမဲ့ t-shirt ကလေးနဲ့ပဲတက်ပုံအစမ်းရိုက်လိုက်တာပေါ့လေ။ဒီလို ်ပျော်ရွှားနေတဲ့ motion လည်းပါတယ်ကားတွေဖြတ်သွားတဲ့ motion လည်းပါတယ်ပိုးနောက်ကဘန်ဂါကြီးကိုလည်းရှင်းရှင်းလေးလေးမြင်ရတယ်နောက်ဒီလိုလှုပ်ရှားမှုတွေလုပ်တဲ့အချိန်မှာအရေးကြီးတဲ့နောက်တစ်ချက်ကကျောင်းတိတာထင်ရှားတဲ့အယောင်ကိုမဝတ်တာအကောင်းဆုံးပဲအဲ့အယောင်ခက်မဲ့ပင်နဲ့လူတတိမထားမိမဲ့ခေယူရုပ်ပုံစံတိုင်းပဲနေတာအကောင်းဆုံးပဲဗျာလူတွေရဲ့အတန်ရှင်မရှိဘူးလူတွေရဲ့အာရုံမရှိဘူးဒါမျိုးဆိုလို့ရှိရင်ကျွန်တော်လှုပ်ရှားရတာပိုလွတ်လပ်တယ် ဒါလေးကိုလည်းသတိထားဖို့လိုတဲ့အကြောင်းကျွန်တော်စကားဆက်မိရင်အကြံပြုပါတယ်ခင်ဗျာဟိုဒီလိုနဲ့အစမ်းတက်ပုံရိုက်ပြီးတော့ကျွန်တော်အိုင်နာမှာကျွန်တော်တို့မြင်တွေ့နေရကြာနေပြီဆိုတော့ကျွန်တော်အိုင်နာကနေခဏတော့ကိုယ်ရောင်ဖြောက်လိုက်တယ်လူတွေပုံပြီးရှုပ်နေရင်ကျွန်တော်တို့ကလူကိုယ်ထဲမှာပျောက်နေတယ်ခွေးတွေဘက်ကကြည့်လို့ရှင်တယ်သူတို့မြင်ခွေးမှာကျွန်တော်တို့ကိုယ်နေမယ်နောက်ပြီးတော့ဓာတ်ပုံအားဖြင့်လည်းလူတွေဖြတ်သွားဖြတ်လာတဲ့ motion ပုံမျိုးပုံရနိုင်တယ် တွေးမိတယ်ဗျာဒါမျိုးတွေးမိလိုက်တယ်။ဒါမဲ့တကယ်တမ်းမှာကျွန်တော်မတွေးမိရတခြားတရားမှုကြီးရှိတယ်ဗျာ။အဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်အစမ်းရိုက်ခဲ့တော့နေရာနဲ့မင်းနဲ့ချင်းဆိုင်တော့ကဒီကားတက်မှာ basket တီးဝိုင်းကရောက်။ basket တီးဝိုင်းရောက်နေပြီးတော့သူတို့ကလည်းတခြင်းတွေစိုးနေပြီဗျာ။သူတို့ရဲ့ရှိတဲ့တဲ့မှာအဲ့တခြင်းသားထောင်နေတဲ့လူအုပ်ကအများကြီးပဲရောက်နေ။အများကြီးဆိုတာရုံးစင်းချိန်အဲ့လိုဖြတ်သွားပြတ်လာလူများတဲ့ချိန်တော့လူတွေကရက်ကြည့်ကြတယ်ဗျာ။ရက်ကြည့်ကြတော့ ဲ့လိုလူတွေရဲ့ရဲကြီးကြောင်ကျွန်တော်အစမ်းလိုက်တော့ကအဲ့ဒီနေရာမှာကျွန်တော်ရဲဘော်ရဲဘက်ကမတက်ရက်ပြီးတော့နေခဲ့တာဗျာတချင်းသားတော်တွေရဲ့လူအုပ်ရှိတဲ့နေရာကျွန်တော်ရဲဘော်မတက်ရက်ပြီးတော့နေမဲ့နေရာအဲ့ဒီနေရာမှာလူအုပ်ကြီးကရောက်နေတော့အိုင်နားမှာရိုက်ဖို့ကနေရာပြန်ပြီးတော့ချိန်ရတော့မယ်ဗျာအန်ကယ်ကနည်းနည်းပြောင်းမှရတော့ကျွန်တော်ဘန်ကလည်းဒီငါတို့အိမ်မက်မခွင့်မပေးရင်အင်ဂျင်တွေကိုချိန်ချင်တာပေါ့ဖြတ်သွားတဲ့လူတွေရဲ့ motion လေးလေးပါကျင်တာကို ဟာဒီနာဆိုဒီလူအုပ်ကြီးနားမှာပဲမတည့်ရပြီးရိုက်မယ်ဆိုရှင်လူအုပ်ကြီးကအသေးရက်နေရဆိုတော့ motion ကမရနိုင်ပြုတ်ပြန်နောက်ထပ်နည်းနည်းကျွန်တော်တို့ risk ရှိတဲ့ဟာတခုကတက်စီတွေပေါ့လေတက်စီဆရာကြီးတွေကလည်းကျွန်တော်တို့ ਨੇ မျက်နှာချင်းဆိုင်နေထားမျိုးတွေကျင်ကျွန်တော်တို့ကသူတို့ကိုကြည့်နေတယ်လို့ဖြစ်ပြီးသူတို့ကလည်းကျွန်တော်တို့ကိုကြည့်နေရဲ့မျက်နှာချင်းဆိုင်ပုံစံနေထားမျိုးတွေတောဖြစ်နေရဘူးတောဖြစ်နေတော့ဟာရဲဘော်လည်းအင်ဂျီယာဝတ်ပြီးွားတယ်မတို့အိမ်မက်ခွင့်မပေးမင်းတို့အိမ်ဆက်ခွင့်မပေးဒီတစ်ချက်ကိုသူဝတ်ပြီးွားတယ် ဝီပီခက်တီတီပဲသူအဲ့လိုလမ်းလျှောက်လိုက်မက်တရီတီရှက်လိုက်စိတ်လေးတွေဖွာလိုက်နေသူလုပ်နေတာပေါ့ကျွန်တော်ကလည်းကင်မရာရွေပြီးတော့ရိုက်မှရတော့အင်ဂျီယာဆောင်းလည်းတေချာပေါ်ခြင်းနဲ့ဟိုနောက်ကဖန်ကားပါတော့လည်းလိုခြင်းနဲ့လူတွေ motion ဖြတ်သွားအောင်လည်းလိုခြင်းနဲ့ကျွန်တော်အဲ့နားမှာတော်တော်အချိန်ခဏလောက်ကြာတဲ့အထိကျွန်တော်ရိုက်ယူပါတယ်ဗျာအဲ့ပုံမီဒီကောမှာရိုက်ခဲ့တယ်လို့ဘတ်ဘတ်ဆိုမပြီးွားဘူးဗျာနောက်တစ်ခုကကြတော့ဒီလှဲတဲ့ meet point ပေါ့လှဲတဲ့ meet point မှာတိရတဲ့အချိန်ပဲ meet point ကအကြာကြီးပိတ်တယ် ကြာရင်ပြိတာဆိုတော့ B point line တော့ထိတဲ့နေရာမှာ line ကားတစီ B point မိသွားပြီဆိုလို့ရှိရင်အဲ့ line ကားကြီးရဲ့အရွယ်စားနဲ့ကအင်္ဂါကိုကွယ်သွားပြန်ပါဗျာအဲ့ဒီချိန်မှာရိုက်လိုက်လို့ရှိရင်လည်းကားကြီးကရက်နေတဲ့အတွက်ကျွန်တော်လိုချင်တဲ့ motion မရတော့အဲ့တော့ B point လွတ်တဲ့အချိန်ကိုလည်းခဏပြန်ပြီးတော့စောင့်ရပြန်ကင်မရာကြီးကင်ထားပြီးတော့စောင့်နေရပါဗျာစဉ်းစားကြည့်ကျွန်တော်ရေပေါ်နေရာနေဆိုလို့ရှိရင်လည်းသူမို့လို့အဲ့လောက်အကြာကြီးရက်ပေးတာဗျာ ကျွန်တော်ဆိုရင်တော့အဲ့လောက်အကြာကြီးရက်ပေးနိုင်မှမထင်ဘူးရပြီလို့မပြောမချင်းသူ မတ်တက်ရက်နေပြီသူစိတ်လေးလေးတောက်ပြီးတော့သူအဲ့လိုဘေးပတ်ဝန်းကျင်အကဲခတ်ပြီးတော့အကြာကြီးပဲကျွန်တော်ရက်နေပြီတုံတန်းလူဆိုလို့ရှိရင်ဒီလိုနေပေးမှာမဟုတ်ဘူးဗျာတကယ်ရှဲဖို့ယူလေးလေးလေးစားပါတယ်ပြီးတော့အင်ဂျင်တော့ကစာကြီးရတယ်ထင်းထင်းကြီးများလက်သုံးချောင်းလဲပါလေအဲ့နာတချင်းဆိုတော့ရက်ကြည့်နေလူဆိုလို့ရှိရင်သူအင်ဂျင်ရစာကြီးကိုတေချာဖတ်လို့ဗျာ နောက်ပြီးသူနဲ့မျက်နှာချင်းဆိုင်မှာလည်းတက်စီတက်စီသမားအဲ့လိုဦးလေးတယောက်ကသူ့ကိုမျက်နှာချင်းဆိုင်ကြည့်နေပြီသူ့ကိုဓာတ်ပုံရိုက်နေကျွန်တော်ကိုလည်းဒီနှစ်ယောက်ကဘာလုံးနေရလဲဆိုပြီးတော့သူရှိုးနေလို့ရတယ်ဗျာတင်လာမြင်နေတွေ့နေပြီပဲသူတို့ဘာမှမပြောဘဲငင်ငယ်လေးနေပြီးရအောင်ဒါကျွန်တော်တို့အခုညီပေါ့လေဒီလိုခြေနေကိုကျွန်တော်ပြောပြရတဲ့အကြောင်းရအမှတ်တမဲ့ဒီဓာတ်ပုံကိုကြည့်လိုက်လို့ရှင်အာဒီလေးဆန္ဒရှိမှဒီအင်ဂျင်နဲ့ဓာတ်ပုံကြီးရိုက်တာ ဓာတ်ပုံတွေရိုက်ထားတာပဲဘာခက်လို့လဲဆိုရဲအတွေးမျိုးအလွယ်တကူတွေးလို့ရနိုင်တယ်ဗျာဟုတ်တယ်တာမန်ခြေနေမှာဆိုရင်မခက်ဘူးဥပမာတခြားနိုင်ငံကမျိုးတွေမှာဓာတ်မျိုးဓာတ်ပုံရိုက်တာအလွယ်တကူပဲလေဘာမှခက်ခဲတဲ့ကိစ္စတွေမှာမဟုတ်တာလမ်းပေါ်မှာအလှဓာတ်ပုံရိုက်တဲ့သဘောတရားမျိုးတော့ပဲလေဒါမဲ့ကျွန်တော်တိုင်းပြည်မှာဖြစ်နေတဲ့အခြေအနေတွေကဒီလို strike လုပ်တဲ့ဓာတ်ပုံတွေ strike လှုပ်ရှားမှုတွေကအတက်နဲ့ရင်းပြီးတော့လုပ်နေရတာ ဒီလို spike လှုပ်ရှားမှုတိုင်းရအသက်နဲ့ရင်ပြီးလောက်ရတာဆိုတော့ကျွန်တော်နားလည်အောင်ပြောပြချင်တာပါ။ဒါကြောင့်အခြေအနေတစ်ခုကိုနားလည်အောင်ကျွန်တော်ထေချာထည့်ပြောခြင်းဖြစ်ပါတယ်။ဒီလိုနဲ့ဆယ်လာပိုင်း29ရက်2023ခုနှစ် VO27 စတဲ့နေ့မှာပဲမတို့အိမ်မက်မက်ခွင့်မပေးရင်မင်းတို့အိတ်ဆက်ခွင့်မပေးဆိုတဲ့ရန်ကုန်မြို့အလှုပ်ရှားမှုတစ်ခုဖြစ်လာခဲ့ပါတယ်။သုံးထိနားလည်ပြီးလို့ကျေးဇူးတင်ပါတယ်။